အဲ့တော့ကျတော့ကျွန်တော်တို့လူငယ်တွေမှာအသက်ဘောနော်ပိဆက်ဆရာမရှိတော့ဘူးအသက်ကလွယ်ပြီး ကျန်တာတွေအလုံးကဘောနော်စိတ်လဲနာတူဘောနော်အများကြီးအများကြီးပိဆက်ခဲ့ပြီးသွားပြီနော်ပိဆက်ရတာယူစကားကြီးလုပ်ပြောတာမဟုတ်ဘူးဆိုလိုချင်တဲ့သဘောတရားခက်ခဲလို့လက်လျှော့မယ်နောက်ပြန်ဆုပ်မယ်ဆိုရင်ကုထက်ခက်ခဲတဲ့လူတွေအများကြီးရှိသေးရဲ့ဆိုတာအခြားတော်လိုင်းတက်တီတက်သားတွေရောတက်ဖွဲ့တွေရောဘောနော်ထောက်ဖို့တွေရောပြည်သူတွေရောသိစေချင်တယ်ဘာလို့အခုလိုမျိုးစကားပြောရလဲဆိုတော့ ချို့ဖွဲ့စည်းတွေဆိုပျက်စီးသွားတာရှိတယ်လို့တချို့ထောက်ပို့တွေဆိုပြန်ရန်နာရတာရှိတယ်။အခက်ခဲကြီးတိုင်းရှုံပေးရမယ်ဆိုလို့ရှိရင်စာရေးကနေကညီတို့ဘာလို့လောက်ခဲ့မှာလဲ။ဒါကြီးခက်ခဲမှာမသိနေရတယ်။နော်။အဲ့တော့ကြတော့ဘလောက်ပဲခက်ခဲခဲဘလောက်ပဲဘောနောရုန်းကန်နေရပါသေးတယ်။ညီတို့လည်းရှိခဲ့တာပဲလေနော်။ညီတို့ထိုင်ငူခဲ့ရတဲ့ရက်တွေမနေဘူးပဲ။နော်ထိုင်ငူခဲ့ရတယ်။ရဲဘော်တွေရှိဆိုမငူရဲဘူးစိတ်တကြမှာကြောက်လို့အိမ်နာလည်းသွားငူလိုက်။နော်ဘယ်သူမှမရှိတဲ့ခန်းနဲ့သွားငူလိုက်။ငူခဲ့ရတဲ့ရက်တွေလည်းမနေပါဘူး။အဲ့တော့ခက်ခဲရှိတိုင်းလက်လျှော့တရားမလို့။နော်ဒီကြတခုကတော့လဲကြလို့ရတယ် ပြန်မထနိုင်ရင်တော့ကျွန်တော်တို့အပြစ်ဖြစ်သွားတယ်။တော့လဲကြတာကျွန်တော်တို့ပြစ်မဟုတ်ဘူး။အဲလောကဓာတ်တရားပဲနော်။ပြန်ထနိုင်မှုရေးကြီးတယ်။ပြန်ထခြင်းစိတ်လည်းရှိဖို့ရေးကြီးတယ်။အဲ့တော့ဘလူခက်ခဲမျိုးပဲရှိရှိဘလူတန်မျိုးပဲရှိရှိမရှုံးမပြီးဖို့လိုတယ်။လက်မလျှော့ဖို့လိုပြီးရင်ယုံကြည်ချက်ကိုချင်ကြတယ်လို့တွေးနေလို့မရအောင်။ရောက်အောင်သွားခြင်းနဲ့စိတ်ရှိဖို့လို။ညီတို့ထဏမလို့ဆွေးတော့မကြခင်ချိန်တွင်းမှာအောင်မန်းနေဝေရတော့မယ်လို့ညီတို့မြင်တယ်ပေါ့။အဲ့တော့ကြတော့ဆက်လက်တောင်းခံထားဖို့လိုတယ်။စိတ်တကြတရားမလို ဘာလို့ခုလိုစကားပြောလို့ဟာမင်းဘောနောငါတို့ခက်ခဲဦးမှာမတိရဘောဘယ်လိုမျိုးပြောလို့ရလာလဲမဟုတ်ပါဘူးကျွန်တော်တို့မှာလည်းတော်တော်ခက်ခဲပါတယ်ကျွန်တော်တို့ဆိုနေနောက်ပဲပြန်နေရမယ်မသိဘူးဘောနောတိုင်းပြီးရင်ကျွန်တော်တို့ရင်တော့ဝိုင်းရောင်းဝယ်တော့တယ်ခုတဝိုင်းမှာမရှိတော့နော်ရှိနေတဲ့အိမ်တော်မှာစကားသားချိတ်ပိတ်ထားတာမဝယ်ရဲဘူးဝယ်ရရင်ကျွန်တော် အကုန်ရောင်းပြီးကျွန်တော်လုပ်နော်ဟိုအဲ့တော့ကြတော့နော်အဲ့ကျွန်တော်တို့မှာအနာခက်ဆိုတာတိတ်မတည်ကြဘူးဗျာညီတို့လူငယ်တွေ ်ဒီဒေါ်လာကြီးမှာပေါ့နော်ညီတို့လူငယ်တွေရဲ့နာခဲ့တာတိတ်မတည်ကြအောင်ဒါပေမဲ့နောက်လာမယ့်မျိုးဆက်တွေအတွက်တော့ညီတို့တည်ကြအောင်လုပ်ပြီးသွားချင်တယ်သူက190တိဆောက်ထားတဲ့တက်မတော်တရက်ပေါ့နော်အရင်တော့ကတော့တက်မတော်ဦးကခွေးအုပ်စုပေါ့နော်ခြံဆောင်ခွေးအုပ်စုဖြစ်သွားပြီအဲ့တော့တက်မတော်တရက်အနေနဲ့ဆိုလို့ရှိလို့ရှိရင်သူမှလက်နဲ့ခရင်ဘလောက်ပြည့်စုံမလဲပေါများမလဲရဲဘော်တရက်အောင်တော့တစ်နှစ်3လလောက်ကင်လို့ရတဲ့အခြေအနေမျိုးရှိတဲ့အဖွဲ့အစည်းနော်ဒါဓမြအဖွဲ့အစည်းတပုံအဖွဲ့အစည်းတခုကိုကျွန်တော်တို့ကရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြင်းသားသလောက်တော့မလွယ်ဘူးအေးလွယ်တယ်လို့စိတ်ကူးနိုင်တဲ့အထိစိတ်မှန်အားတွေပြည့်နေတဲ့ခါကျမှတော်လန်ရေးအလုပ်ဖို့တင်တယ်လို့အဲကျွန်တော်ပြောကြချင်တာပေါ့နော်တော်လန်ရေးလုပ်ဖို့တင်တယ်စိတ်စိတ်ပေါက်သွားမှာဆိုလို့ကျွန်တော်ရဲဘော်တွေဆိုကျွန်တော်အောက်ခြေတဲရနေစပြီးတော့မှကျွန်တော်သူတို့ရဲ့တီးခတ်နိုင်မှုစိတ်ရှင်နိုင်မှုကိုကျွန်တော်အရင်လုပ်တယ်အဲ့တော့ period တယောက်ဆိုလို့ရှိရင်ခင်ဗျားတို့အခြေခံအောက်ခြေသိမ်းအကြာကြီးလောက်ရတယ်ပြီးတော့အခြေခံစစ်တင်နန်းတွေ ခင်ဗျားတို့တက်ရမယ်ပြီးလို့ရှိရင်အစစ်စစ်စစ်တင်တဲ့နေ့ခင်ဗျားတို့ပြန်တက်ကြမယ်အဲ့ဒီမှာပဲပင်မဆင်းရဲမှုတွေဖြစ်လာတယ်နောက်တစ်ခုကတိုက်ပွဲဝင်ပြီဆိုလို့ရှိရင်ရန်သူကလက်နဲ့အင်အားကျွန်တော်တို့ထက်အများကြီးတာတယ်ကျွန်တော်တို့ကမရှိရှိတာနဲ့မဖြစ်ဖြစ်အောင်လုပ်ပြီးတက်ရတဲ့အတွက်ကြောင့်မို့တိုက်ပွဲအတွင်းမှာလည်းလက်နဲ့ခရင်ကွာဟမှုကဟိုပြဿနာတစ်ခုဖြစ်စေတယ်ပေါ့အဲ့လိုမျိုးအခက်အခဲတွေကိုခင်ဗျားတို့ကြော်လွားနိုင်ပြီဆိုမှတော်တွေကိုလာစေခြင်းနဲ့အတူတူရင်ဆိုင်စေခြင်းနဲ့တောင်းရောင်းတောင်းတန်ရုံစိတ်နဲ့ရတော့ခင်ဗျားတော်လည်းအေးသမားလုပ်ဖို့ဟိုမစင်စားနဲ့ 啥个啥？能源因素路线，哎，能源，国内的钢才贷款的没收了，水电没有，看看妈妈喜欢什么就多点啦。对嘛？有地方会欠用老的，对嘛？这帮也欠用老的，没烂的，比方说多了，有有比方没？如果单位的嘛，如的单位机啊，降温器啊，单位变来地上的开点嘛，哦，把嘞，哦，俺还们把那样啊，少小不也没收的，谁老的没烂？我交的哦，喏。 ဒုထောက်လက်မြောက်ပြီးအရှုံးပေးတဲ့အထိကျွန်တော်တို့စီရေးကြီးမှန်းချက်တိုက်ကြမယ်တယောက်မကြံသေးတဲ့အထိတော့အကျွန်တော်မှမရှိဘူးအားလုံးစစ်ဘိုလ်ချုပ်တွေပြည်သူရှေ့မှာမှဒုထောက်လက်မြောက်ပြီးအရှုံးပေးရတဲ့အထိကျွန်တော်တို့တိုက်မယ်အဲ့ဒါစီရေးကြီးမှန်းချက်နိုင်ငံရေးကြီးမှန်းချက်ကြတော့အဲ့ဒီလောက်မလွယ်ကူဘူးအဲ့ဒီထက်ကိုနတ်နဲတယ်ဟုတ်ပြီမင်းတော်လန်ရေးကအဲ့ဒီစစ်ဘိုလ်ချုပ်တွေဒုထောက်လက်မြောက်အရှုံးပေးပြီးတော့ ပြည်သူစီကိုလက်နက်အပ်သူတို့ပိုင်ဆိုင်တာတွေတင်ပြီးပြီနော်ချင်းချင်းပြောရရင်စစ်ကုံရုံးမှာတင်ပြီးတော့သူတို့နဲ့အထိုက်တန်ဆုံးပြစ်ဒဏ်တွေတိပေးပြီးပြီအဲ့ဒီမှာတေတံလိုဟာမျိုးပါခြင်းလဲပါလိုက်မယ်ပါခြင်းမှလဲပါလိုက်မယ်ပြည်သူတွေချိန်နဲ့တက်တိပြစ်ဒဏ်တွေပေးပြီးပြီဆိုရင်မတော်ပြီလားလို့မေးရင်ကျွန်တော်မတော်ဘူးကျွန်တော်တော်လန်ရင်မှာနိုင်ငံရေးဥတည်ချက်တစ်ခုကြံသေးတယ်အဲ့ဒါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အခြေအနေအရ အမတန်လို့မန်လျှော့ရတဲ့သူတို့ပေးတာလောက်နဲ့ကျင်းနေရတဲ့အချိန်မှာတော့2008အခြေခံဥပဒေကြီးအောက်ကနေပြီးတော့2008ခြေဥ်အောက်ကနေပြီးတော့သူတို့ကန့်သက်ထားတဲ့နိုင်ငံရေးအနေအထားလေးကိုကျွန်တော်တို့ပြည်သူတွေခံစားရတယ်။သူတို့ကန့်သက်ထားတဲ့နိုင်ငံရေးအနေအထားလေးအောက်ကနေပြီးတော့ကျွန်တော်တို့ရွေးကောက်ခံအမတ်တွေနဲ့ပြည်သူကိုကိုစားပြုနိုင်တဲ့ဩပြည်သူကတချမ်းမပြည့်တပြည့်လေးပိုင်ရတဲ့ဘဝနဲ့တယ်ကျွန်တော်တို့ဂျင်းနဲ့ခဲ့ကြရတယ် ်နော်ဒီဒေါ်လာရေးပြီးရင်ကျွန်တော်တို့အဲ့ဒီအနေထားလေးလောက်ကိုပြန်မသွားကြင်တော့2008လို့ခြေဥအောက်ကနေပြီးတော့နော်အဲတမရော်လို့တမရော်တဝက်နော်ကျွန်တော်တို့ရဲ့ပြည်သူကိုစားပြုလွတ်တော်တွေတဝက်နဲ့နိုင်ငံရေးကိုကျွန်တော်တို့မလိုချင်တော့ဘဲတစုတစ်ဖွဲ့ကကြီးစိုးတာမှလဝကြီးအုပ်တာမှလည်းကျွန်တော်တို့မလိုချင်တော့နောက်တစ်ခုကစည်ရေးဥတီချက်စည်ရေးရှင်မှန်းချက်ပေါ့စည်ရေးရှင်မှန်းချက်ကရှင်းရှင်းလေးပြောရရင်ကျွန်တော်တို့ နည်းမြေတစ်ခုချင်းတဖြည်းဖြည်းချင်းပေါ့နော်ကျွန်တော်တို့စိုးမိုးနိုင်အောင်ကြိုးစားမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တယောက်ထဲလဲမရဘူးအထူးသဖြင့်ကျွန်တော်တို့အညာဒေသမှာပို့ပြီးတော့ခက်ခဲတယ်ပေါ့လောက်ရအဲ့တော့တိုင်းနာညီကိုမောင်နှမတွေနဲ့အားလုံးနဲ့သဘောထားညီမြတဲ့နိုင်ငံရေးသဘောထားမှန်ကန်တဲ့တိုင်းနာညီကိုမောင်နှမတွေနဲ့အားလုံးပေါင်းပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းချင်းပေါ့ကျွန်တော်တို့ဒေသလေးတွေကိုကျွန်တော်တို့စိုးမိုးနိုင်အောင်လုပ်မယ် အဲ့ဒီကနေပြီးတော့လိုရင်းကိုပြောရရင်နောက်ဆုံးတော့ဒီစစ်အာဏာရှင်ရဲ့စစ်အုပ်စုစစ်ဘုံချုပ်တွေနဲ့တို့ရဲ့နောက်လိုက်အပေါင်းပါတွေကနော်အားလုံးအားလုံးဒီမသွားတဲ့တိုင်တယောက်မတန်ဒီမသွားတဲ့တိုင်နော်ဒူးထောက်လက်မြောက်ပြီးတော့ပြည်သူရှေ့မောက်မှာတို့လက်နက်ချအညံ့ခံကြတဲ့အထိပြည်သူလိုချင်တဲ့မြောက်ကိုတို့အားလုံးပြည်သူဆန္ဒကိုလိုက်ရောရတဲ့အထိ ျွန်တော်တို့စစ်ကိုတိုက်မယ်လို့စစ်ရေးရည်မှန်းချက်ရှိတယ်